ဓိကကွာဟိုပေါ့ဟိုပေါ့ထိုးစားမရှိမထိုးနဲ့မထိုးနဲ့ပေါ့နော်ကျွန်တော်တော့ဆရာရွေးတယ်ပေါ့နော်ကျွန်တော်က၃ယောက်ပဲထိုးဘူးလားအဲဇက်တုတ်ပြည်ရဲ့အဲဟိုက ASO တရား ASO ဟာအမေရိကရောက်သွားတယ်တရားရဲ့နောက်တစ်ယောက်ကတော့ပင်တရားကဆရာလေးခဲပကြီးပဲအရန်တော်တယ်သူကတော့အဲ့လိုပဲကိုကတော့ဘိုက်တဲမှာထင်တယ်တတူးစတူဒီယိုမှာသူနဲ့တော့ကျွန်တော်ကကျွန်တော်ကသူ့ကိုကျွန်တော်ကျွန်တော်အိမ်ခေါ်ထိုးတယ်ကြောပြင်းတဲ့ပြည်ထိုးတော့ကျွန်တော်ကျွန်တော်ကဆက်ဝယ်လိုက်တာကိုကိုဆက်နဲ့ကိုပေါ့နော် ထိုးတာကြာပြီလေကျွန်တော်တို့လွန်ခဲ့တဲ့ connection နဲ့ဆိုကြာမှာပေါ့အဲ့တော့ပြပြရဲ့အိပယ်ကဆရာတော့ရွေးရမယ်ဟိုပတ်စံကုံနဲ့မထိုးနဲ့ပေါ့နော်အဲ့ဆိုတွန်တွန်တောင်တောင်ကတော့လမ်းမမမထိုးသင့်တယ်ထဲမှာတက်တူကပါတယ်ဈေးပွဲပွဲစင်းတွေမှာမထိုးနဲ့ပေါ့နော်သူကဆက်ကလည်းနောက်ဆုံးပေါ်ဖြစ်မှရမယ်ဈေးလည်းအစ်အကုန်လုံး all setting ကဒါ single view ပဲဖြစ်တာကျွန်တော်တို့ထိုးနေရဗျာ10မိနစ်တော့မကအောင်ကျွန်တော်ထိုးနေရခန္ဓာကိုယ်က6တွေပဲထပ်ထိုးမယ်နောက်လာတွေပဲသူကအဲ့လိုမျိုးဆိုတော့ ဘာရောမှာမကူးလीเนาะအဲ့တော့ဒါမဲ့ကျွန်တော်ပြောသလိုပေါ့ထိုးစားမရှိမထိုးနေဟိုတက်တူးဆရာကလည်းအဲ့လိုမျိုးနောက်ဆုံးပေါ်ဆက်တွေပဲတုံးနေဆေးလည်းအစ်စ်กว่าအက်ကလည်းအစ်စ်ဆိုပေမဲ့လည်းအက်ကထဲချို့ပြန်ဝင်လာနေရှိတယ်ကျွန်တော်တွေ့ဦးတယ်နားဖောက်တဲ့ကိရိယာရလीဘတ်ဆိုနောက်ပြန်ဆုတ်သွားတာအဲ့လိုမျိုးအဲ့လိုမျိုးဟာကြတော့မရအောင်ဖြုတ်တက်တူးထိုးတာမျက်ခုံးတက်တူးထိုးတာတွေမိန်ကလေးရှိတယ်ဒါကျွန်တော်မျိုးသမီးထိုးပြီးတာလीအ ဆက်ကတော့အတွင်းနဲ့မရဘူးဒီလိုအပြင်မှာပဲသွားတာမျိုးကအဆင်ပြေတယ်အတွင်းနဲ့ရောက်သွားရင်တော့အတွင်းနဲ့မှာဆက်ထဲမှာသွေးကြံနေနောက်တော့နောက်တော့ခုမှာပဲအချို့ကြားဦးတယ်လိုင်းမမှာတခြားတွေးနေတယ်မှာမျက်ခွန်းတတူထိုးတာမိန်ကလေးတွေပေါ့နော်ဆွတ်ဆွတ်မလုံးနဲ့အဲဘာလို့ဆိုတော့ပီဘိုးစီဘို HIV တို့ပြီးတော့ခြေသေးကလော်ရာတွေတော့စင်ငယ်ယူပဲတုံးမှာကျွန်တော်ကဒီသက်ရွယ်ထိကျွန်တော်လည်းနေလေဟိုဆိုးကျင်တာဆိုမိုက်ချင်တာမိုက်ဒါပေမဲ့အဲအသိနဲ့သတိလေးတော့ထားပါတော့နော်အဲ့လိုဆိုရင်တော့ယောဂမကူပါတော့နော်အဲ့တော့ ဟိုဘယ်လိုပြောမလဲခုနောက်ပိုင်းတော်တော်လေးကြုံလာရတယ်ပေါ့နော်ဟိုမှားတယ်ဘာကြီးရောက်တက်တူးထုံးမှမဟုတ်ဘူးเนาะအရက်တောက်ပြီးတော့အဲ့လိုမျိုး KTV မှာဆက်တင်သွားမယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးသွားတဲ့ချိန်မှာကိုကသတိထားမစင်ញင်မိပဲနဲ့ unprotected sex ပေါ့နော်အဲ့လိုကိစ္စတွေကပို့ပြီးတော့တက်တူးထက်ပိုဆိုးတယ်တက်တူးထိုးတာပြဿနာမဟုတ်ဘူးဟိုသိချရွေးပေါ့နော်အသိပညာရှိတဲ့ဆရာနဲ့ရွေးကျွန်တော်တို့ဆက်တွေ့ပြီးတော့ recommend ထိုးကျွန်တော်ချပြီသူကလည်းကျွန်တော်ဆိုင်ကယ်ပုံထိုးတယ်ဆိုတော့သူကဆိုင်ကယ်သမားဆိုတော့လေဆိုင်ကယ်ထိုးတယ်ဆိုတော့ဒီဒရန်နေရအစအဲ့လိုမျိုးပေါ့နော်ဟောတော်တော်လေးကိုသူကဆိုင်ကယ်သမားလည်းဖြစ်တော့ကျွန်တော်ဆိုင်ကယ်တက်ကျွန်တော်ပန်အမေရိကန်အေးဒီဆိုင်ကယ်အစမရအောင်လို့ပြောနေခေါက license ပါတယ်သိန်း900ရရင်တော့ရောင်းမယ်စိတ်ကောင်းဆိုင်ကယ်မစီးရလို့ဆိုင်ကယ်မစီးရတော့ကြားနေပြီနောက်တစ်ပတ်ကတော့တောင်ကြီးဆိုင်ကယ်နဲ့တက်မယ်အေးကြားရတော့ဟေးငါဆိုင်ကယ်နဲ့တော့မှာနော် ကားနဲ့လိုက်ခဲ့ကလေးတွေခေါ်လိုက်ခဲ့လိုက်အဲ့တော့စိတ်ညစ်လို့ဆိုင်ရမှာပြန်ရောက်တော့မလို့